ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွဲတဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်လားပါတဲ့အရှင်ဘာပဲပြောပြောကာယဒံဒီသာနဲ့အပြစ်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြစ်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေသေးပဲ ီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်အကျွဲတဲ့ဒီကန္တနာတပုဒ္ဒဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့မတိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘလို့သတ်မှတ်လဲမှန်လားပါဗျာအပြစ်တော်ရှိတော်ရှိပါရဲ့သို့တော်အပြစ်မကြီးပါဘူးဗျာ ဘာပြုတ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဖေ။စေတနာပါရင်ကောစေတနာပါရင်တော့အပြစ်ကြီးပါလေဖေ။စေတနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါလေဖေ။အကျွယ်စကားကိုစဉ်းစားပြီးတော့ပြောရှင်းအောင်မညီဘူးဖြစ်နေစေတနာပါရင် အပြစ်ကြီးတယ်။စေတနာမပါရင် အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလား။ကြနေတယ်ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုတ်တာနော်။ ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလဲအဲ့တိုင်းပါပဲဟိုစက္ခုပါလမထေရကြီးဆိုတာပိသက်တို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်လေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေရနာမပါရင်အပြစ်မရှိဘူးလို့ကြားဖို့တယ်နော်ပိသက်ကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုတ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောပြောတပည့်တော်ကတော့ကာယဓာတ်ပဲအပြစ်ကြီးဆုံးလို့ယူဆနေတော့မယ်ဘုရား ဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရိစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရိစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပစ်လိုက်မယ်တတ်ပြီးတော့အသားတချာအယိုးတချာဖြစ်အောင်လုပ်ပစ်လိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးခင်ဗျအေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုပ်မယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါလေခင်ဗျစိတ်တကိုးဟာကာယဒဏ်လားမနောဒဏ်လား ေသူတို့အယူဆဆိုရင်မနောဓံပေါ့ဥရှင်တို့မြတ်စွာဘုရားရဲ့တဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွတဲ့စင်စင်ဆာဆာပြောတင့်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောပြောတပြည့်တော်ကတော့လက်မခံသေးဘူးဘုရားအဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိပ်ကြီးတာဆိုတော့စိတ်ရှိလက်ရှိဆက်ပြောတယ်တကြွတဲ့တင့်ကောင်ကမေးမယ်တဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာ တောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုတ်လို့လို့သင်ကြားဘူးလေတဲ့မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော် ကြားဖို့ပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှင်းနောက်ဆင်ခြင်ပြီးတော့ပြောဟောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖေဗျာဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော် စန့်ကျင်ဘက်မထေမဲ့မြင်ပြုတ်ပြီးတော့ပြောမိတာတိခန့်ခွန့်လို့ပါဗျာဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်သာဝကလို့မှတ်ပါမြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာအဲ့ဒီမှာမြတ်စွာဘုရားကဘာမိတ်ရှိလဲဆိုတော့တခါကြီးသင်လိုထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတယောက်ဟာအလုတ်တစ်ခုကိုစဉ်စဉ်စားစားလှုပ်တဲ့နေတဲ့အယံကာယောကြီးမဆုံးဖြတ်နေတယ်အဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ ဒီစကားကြောင့်ပိုးပြီးတော့တပြည့်တော့အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဗျာတဲ့။ဘာပြုလို့လဲဆိုတော့အယူအဆတပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပြည့်တော်လို့တကားမျိုးသာရမယ်ဆိုရင်ဟောဒီတမျိုးလုံးကိုတကွန်နေအလန်းနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့။အရှင်ဘုရားကတော့စင်စင်ဆာဆာလှုပ်လို့ပြောနေတယ်တဲ့။အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန်ရှိတော့ဆိုတော့တကားကြီး အချိန်အကြာကြီးတင့်အိမ်မှာဏိကန္ထတွေဟာရေတွင်းတပွဲတင့်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ချွန်ကွန်အဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိတ်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားမှုနေတာကရဟန်းဂေါတမကငါသာတင်လှူငါလှူမှအကျိုးရှိတယ်တခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားမှုပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတကားကြီးကိုဒါနကထာသီလကထာ အရှင်အတိုင်းဟောတော့တောတပတ္တိမဉ္ဉံဖုန်ဉံကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်မင်းသို့တော့ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဥစဉ်ဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကျေကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တစဉ်စကား